ဒီအသည့်ဥရောပဝင်ခွင့်နဲ့လွဲချော်ခဲ့ရတဲ့အင်အားကြီးကလပ်အသင်းများအားလုံးပဲမင်္ဂလာပါလက်ရှိကတော့ဥရောပထိပ်သီးလိဂ်ကြီးတွေရဲ့ဘောလုံးရသည်ကတော့ပြီးဆုံးသွားခဲ့ပါပြီချန်ပီယံအသင်းတွေလည်းပေါ်ထွက်လာကြပြီဖြစ်ပြီးတော့ဥရောပဝင်ခွင့်နဲ့တန်ဆင်တန်တက်အသင်းတွေလည်းဖြည့်ပေါ်သွားခဲ့ပါပြီဒီနေ့မှာအသင်းကြီးတို့ဥရောပဝင်ခွင့်နဲ့ဆုံရှုံခဲ့ရတယ်လို့မထင်မှတ်ထားပဲဥရောပဝင်ခွင့်ရရှိလာတဲ့အချို့အသင်းလေးတွေလည်းရှိနေပါတယ်ဒီနေ့မှာတော့ဥရောပဝင်ခွင့်နဲ့ဆုံရှုံခဲ့ရတဲ့အင်အားကြီးအသင်းတွေရဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်နံပါတ်1အနေနဲ့ကတော့ခေကြီးတို့ပဲဖြစ်ပါတယ် ဒီစီရင်ရဲ့ထိတ်ဆုံးမှာမဖြစ်မနေဖော်ပြရမယ့်အသင်းတစ်သင်းကတော့ကေဂျီရိုအသင်းပဲဖြစ်ပါတယ်။ကေဂျီရိုကတော့ဒီနှစ်မှာအဆက်15နှစ်သားရာသီတင်နိုင်ခဲ့ပြီးတော့အဆိုးရွားဆုံးရာသီတစ်ခုလည်းဖြစ်ခဲ့ပါတယ်။အချောက်တန်းပလာမှာ finally တက်လန်းခဲ့ပြီးတော့နောက်အဒီမှာလည်းဒံပလာဝင်ဝင်ရဖို့အတွက်ခွေးတို့ဘောကနေကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လေဖိုင်နယ်မှာချက်ပါကြီးတို့တက်ခွစီတာကိုခံလိုက်ရတာကြောင့်ခေကြီးတို့လည်းနောက်ရာသီမှာဥရောပဝင်ငွေဆုံးရှုံးရဖို့ဖြစ်လာခဲ့ပါတယ်။နံပါတ်1နေနေကတော့ AC Milan အသင်းပဲဖြစ်ပါတယ်။ AC Milan အသင်းဆိုတာဓမ္မလား9ချိန်ကြီးရခဲ့ပူပြီးတော့အဆင်လာကြီးမားတဲ့အသင်းအသင်းဖြစ်ပါတယ်။နောက်ပိုင်းနှစ်တည်းမှာအောင်မြင်မှုတွေနဲ့အလန်းဝေးနေရတဲ့ AC Milan ကဒီရာဒီမှာလည်းအနေငယ်ရုန်းကန်နေရပါတယ်။စီးရီးယားမှာလည်းအဆင်9နဲ့သာရာဒီသိမ်းနိုင်ခဲ့တာကြောင့်နောက်ဝါဒီမှာလည်းဥရောပဝင်ငွေနဲ့လွှဲချော်ခဲ့ရပါပြီ။နံပါတ်3အနေနဲ့ကတော့ Sevilla အသင်းပဲဖြစ်ပါတယ်။ဆဖီယာအသင်းဆိုတာတစ်ချိန်ကငချောက်တန်းပလာရဲ့ဘီရင်ဖြစ်ပြီးတော့ခုနှစ်ချိန်ထိကိုစကူထားခဲ့တာပါ အရင်ကဆိုရင်ပြည်တွင်းမှာအခြေအနေဆိုးနေတော့မှငကြောက်တန်းပလာမှာချန်ပီယံဖြစ်ပြီးတော့ဥရောပဝင်ငွေရနေကြဖြစ်ပါတယ်။ဒါပေမဲ့ဒီနှစ်တော့အဲ့ဒီလိုမဖြစ်တော့ပါဘူး။ဆဗီယာအသင်းဟာလာလီဂါမှာအဆင့်16နဲ့သာရာသီသိမ်းနိုင်ခဲ့ပြီးတော့ဥရောပဝင်ငွေကိုလည်းလွှဲချော်ခဲ့ရပါတယ်။ဆဗီယာပရိသတ်တွေကတော့သူတို့ရဲ့အဆိုးရွားဆုံးရာသီအတွက်ဆန္ဒပြမှုတွေတောင်ပြုလုပ်ခဲ့ကြသေးပါတယ်။နံပါတ်၄အနေနဲ့ကတော့ Real Sociedad ပဲဖြစ်ပါတယ်။ Real Sociedad အသင်းဆိုတာစပိန်ရဲ့အင်အားကြီးကလပ်တွေကတခုအဖြစ်သတ်မှတ်လို့ရတဲ့အသင်းဖြစ်ပါတယ်။ ဆိုစီတဲ့ယာဒီမှာဆိုရင်တော့ငချောက်တန်းပလားပြောင်းမွေးမှာဝင်ရောက်ကစားကွင်းရခဲ့ပြီးတော့ပြီးခဲ့တဲ့ယာဒီတုန်းကဆိုရင်တန်းပလားမှာရှုံထွက်အဆင့်တစ်လမ်းနိုင်ခဲ့တာပါဒါပေမဲ့လည်းဒီယာဒီမှာတော့အဆင့်၁၁နဲ့သာယာဒီတင်နိုင်ခဲ့တာကြောင့်ဥရောပဝင်ကွင်းနဲ့လွဲချော်သွားခဲ့ရပါတယ်ဒါအပြင်ကွင်းလေကအားထားနေရတဲ့စပီမန်နီလိုကစားသမားတွေကိုရောင်းချလိုက်ပြီးဖြစ်လို့လာမယ့်နှစ်မှာပို့ပြီးတော့ရုန်းကန်လာရနိုင်ပါတယ်နံပါတ်၅အနေနဲ့ကတော့ live set တင်မဲ့ဖြစ်ပါတယ်ဂျမန်လီယာဆိုရင်တော့ကလေးဘူတို့တင်မဲ့လွှမ်းမိုးထားခဲ့တယ်ဆိုပေမဲ့ live set ကလည်း short တက်လို့မရတဲ့အသင်ဖြစ်ပါတယ် လိုက်ပစ်ဆိုတာကလေးဘူတို့အတွက်အကယ်ဒမီအသင်းလို့တောင်ပြောလို့ရပြီးတော့ကစားသမားကောင်းတွေထွက်တိုင်းဆွဲဆားခံနေကြရတာဖြစ်ပါတယ်ကတိပိတ်ပွဲစဉ်မှာစတုဂတ်အသင်းကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက်အဆင့်ခွနှစ်နဲ့သာရာသီတင်းနိုင်ခဲ့ပြီးတော့ဥရောပဝင်ခွင့်နဲ့လည်းလွဲချော်ခဲ့ပါတယ်။သူတို့အသင်းအတွက်2016နောက်ပိုင်းမှာပထမဆုံးအချိန်အဖြစ်ဥရောပဝင်ခွင့်မရတဲ့ရာသီလေးဖြစ်လာခဲ့ပါတယ်။အဆုံးကြီးပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။